အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ The Story Project ကနေထုတ်ဝေထားတဲ့ကြက်အာလူဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ကိုထွက်ထိုက်သူကရေးသားထားပြီးတော့ကာတွန်းတယောက်ဖော်ဂျင်မီကတယောက်ဖော်ထားတာဖြစ်ပါတယ်ရှင်ဒီနေ့တော့မနက်အစောကြီးအိယာကထပြီးပီတီတယောက်မမေနဲ့ဈေးလိုက်သွားခဲ့တယ်ဈေးကနေပြန်လာတဲ့အခါဈေးချင်းတောင်းထဲကနေဝယ်လာတဲ့အဟင်းချက်စရာတွေကိုမမေနဲ့အတူတစ်ခုချင်းထုတ်နေကြတာပေါ့ အစောကြီးအိပ်ရာထားခဲ့ရတာမို့ပီတီအိတ်ငိုက်နေစေပဲပီတီတို့ဘာစားကြမှာလဲမေ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 ဝယ်လာတာတွေစားကြမှာပေါ့ကွယ်မေမေကပြန်ဖြေတဲ့ပီတီကမေမေဝယ်လာတာတွေကို ကြည့်လိုက်ပါတယ်မေမေဝယ်လာတာတွေကို ပီတီမကြိုက်ပါဘူးဆိုပြီးလဲပြန်ပြောလိုက်တယ်မေမေဝယ်လာတာတွေကကျက်သားအာလူးကျက်သွန်ဖြူကျက်သွန်နီငရုတ်သီးစာစီနဲ့ပဲတီတို့ဖြစ်ကြတယ်ခုနေ့ကမှဖေဖေကကြက်ကြော်ဆိုင်မှာဝယ်ကြွေးထားတာလေ အလူကလည်းအယုတ်ဆိုးလိုက်တာစက်သွန်တို့ငရုတ်သီးတို့ကတအားဆက်တယ်ပဲတိအနံ့ကိုလည်းမကြိုက်ဘူးပီတိကအစိမ့်ညစ်ညစ်နဲ့ပြန်ပြောလိုက်တာပဲမေမေကပြုံးတယ်ပီတိကြိုက်မှာပါလို့မေမေကဆိုတယ်မေမေကအဟင်းခက်အရွက်တွေခူးဖို့ခြံထဲဆင်းသွားတယ်မိဖို့ခန်းထဲမှာပီတိပဲကြံခဲ့တယ်ဒါပေမဲ့ပီတိတယောက်တည်းမဟုတ်ဘူးဆိုတာအတန်လေးတွေထွက်လာမှသိလိုက်တော့တယ်စပွဲပေါ်ကရေထည့်ထားတဲ့ဖန်ရီကရားကအစ်တရောက်လာတဲ့အစားအစာတွေကိုနှုတ်ဆက်လိုက်တဲ့အတန်ပေါ့ ဟောအစားအသောက်မောင်မယ်တို့ပါလားပီတီတို့မမေအိမ်ရှင်မကဈေးထဲကနေစုံလင်အောင်ဝယ်လာခဲ့တာပဲကြိုးဆိုပါတယ်နော်ရီကရဲကရီရီကစကားပြောလိုက်တော့ပီတီကအံ့ဩသွားပြီးဆက်နားထောင်နေလိုက်တယ်နေကြစီဘူးကပြန်နှုတ်ဆက်တယ်ကျွန်တော်တို့ကိုဈေးကနေဝယ်လာတာဗျို့ရီလောက်တော့ဈေးမတက်တာဘူးခမညတိတယ်မဟုတ်လားနေကြစီလေး အောင်မာတဲ့ကြွားတဲ့စီဘူးဝါဝါထိန်ထိန်အကောင်မဲ့ငါလိုမျိုးကြည်လင်လှပကြော့ရှင်ရင်ဘလောက်များမော်ကြွားလိုက်မလဲမသိဘူးဟေးမှတ်ထားစမ်းကွရေးဆိုတာပီတိတို့လိုလူတွေအတွက်စွမ်းအင်ပဲကွကြွက်သားဆဲလ်တွေကိုအားပြည့်စေတယ်အစာချေရမှာလဲရေကအရေးပါတယ်ခန္ဓာကိုယ်ရဲကအစိတ်အတော့တွေကိုလည်းလျော့ပါစေတယ်တားရည်ကြည်လင်ဆိုပြတာဟာဒီကောင်ရေချောင်းပေါ့ကွလေးလေးဆဆနှုတ်ဆက်မှပေါ့ကွ ရေကရားကိုနေကြစီကကြည့်လို့မရတော့ဘူး။စီပြန်ဟင်းကောင်းတစ်ခွက်ရဲ့အရသာကိုမသိဘူးမဟုတ်လား။ဟင်းထဲမှာဆိုရင်စီဆိုတာရေရဲ့အပေါ်မှာပဲနေတာ။နေကြစီကဗီတာမင်အေကျွဲဝတယ်နော်။ရေနဲ့တုတ်တဲ့အတုပ်ဆိုတာစီနဲ့တုတ်တာလောက်မကောင်းဘူးဟေးလို့နေကြစီကရေမောရင်ပြန်ပြောလိုက်တယ်။ဘာကွမင်းဘာစကားပြောတာလဲနေကြစီဘူးလို့ဒေါသထွက်ပြီးရေကရားကအော်ပြောလိုက်တယ်။ အဲ့ဒီအချိန်မှာပဲမမပဲတီကစိတ်ပြက်လက်ပြက်နဲ့ဝင်ပြောတော့တာပဲတော်ကြပါတော့ကိုရီတက်နဲ့မောင်လေးနေကြစီတို့ရဲ့စကန်နိုင်တွေလူမနေကြပါနဲ့တော့ပဲတီတောက်မှာစကားဝိုင်းနဲ့ပါလာတော့ပီတိပူပြီးစိတ်ဝင်စားလာတယ်ကျွန်တော်ကပဲတီမကြိုက်ဘူးနော်စိတ်တော့မဆိုးပါနဲ့လို့ဝင်ပြောလိုက်တယ်ပဲတီကပြန်ပြောတယ်ပီတိရေပဲတီကအရသာရှိပါတယ်နော်ကြော်စားတုတ်စားမဟင်းကားတဲ့ထဲစားအဆင်ပြေတယ်တို့စရာလဲလှုပ်စားကြတယ် ပဲသီးမှာပရိုတိန်းဓာတ်၊တန်ဓာတ်၊ပိုတက်ဆီယမ်နဲ့ဗီတာမင် A ကျွဲဝရတယ်နော်။ဒီအခါမှာစားထုတ်ကလည်းပြောပြန်တယ်။ဘယ်သူတွေဘလောက်ပဲအရသာရှိရှိစားမပါတဲ့ဟင်းဆိုတာပေါ့ပြက်ပြက်နေဗျ။စားတာလည်းအရေးကြီးဆုံးပဲ။စားကိုအသင့်တစ်စားမယ်ဆိုစားမှာပါတဲ့ဆိုဒီယမ်ဓာတ်ဟာပဲသီးမမကစားကိုမကြည်မနက်နဲ့ပြောပြန်တယ်။အိမ်ရှင်မကဘသူ့ကိုထမဲဝိုင်းမှာပူနေရပေးမယ်ဆိုတာနင်းဆောင်ကြည့်လိုက်ပါမောင်စားထုတ်ရဲ့တဲ့။ စကားဆုံးအောင်မပြောလိုက်ရတော့အမောင်စားတို့စိတ်တူသွားတယ်။အစားအသောက်တွေစကားများနေကြတာပီတိအတော်စိတ်ဝင်စားနေမိပြီ။ဒီတခါတော့ပီတိကအရင်ဦးအောင်လို့အာလူးနဲ့စစ်တုံဖြူနေမောင်နှမတွေကိုမေးလိုက်တယ်။သူတို့ကရောဘလို့တွေအစွမ်းရှိတယ်လဲပေါ့။အာလူးကအရင်ဖြေတယ်။သူကအရေးကြီးတဲ့ကာဗွန်ဟိုက်ဒရိတ်ဓာတ်ဖြစ်ပြီးတော့ပရိုတိန်းနဲ့အာဟာရဓာတ်တွေစုံတဲ့ စက်တော်မောင်နှမတွေကလည်းဘာပြောသလဲဆိုတော့သူတို့ကအဟင်းချက်ရမှာမရှိမဖြစ်အရသာတွေ ဖြစ်ပြီးတော့ပီတီတို့ခန္ဓာကိုယ်ကအစိတ်အထောက်တွေလည်းပြေပြောက်စေတဲ့ဒါပေမဲ့မင်းတို့ကအရန်ဟင်းနေပဲကွငါလိုစက်သားကမှအဓိကဟင်းအဖြစ်ပီတီတို့မိသားစုကိုအာဟာရပေးမှာပဲလို့ဝင်ပြောလိုက်တာကစက်သားပါပဲအရန်ဟင်းတွေမှာလည်းသူ့တံမိုးနဲ့သူပဲလို့ဒေါငရုတ်တီကပြောပြန်တော့ငရုတ်တီကဈေးပေါ်တယ်လို့စက်သားကလှောင်ပြောင်လိုက်တယ် ပီတိမေမေပြန်ရောက်လာတာမို့စကားဝိုင်းကရက်သွားတယ်။မကြခင်အစားအသောက်တွေကိုဟင်းအဖြစ်အသုံးပြုတော့မှမို့အားလုံးကစိတ်လှုပ်ရှားပျော်ရွှင်နေကြတယ်။မေမေကကြက်သားအာလူးစီရေကြက်သွန်စားနဲ့သူခူးလာတဲ့ဟင်းခတ်မွေးကြိုင်တွေကိုတုံးပြီးကြက်သားအာလူးဟင်းချက်ပြီလေ။ပြီးတော့ဟင်းသီးဟင်းရွက်အဖြစ်ပဲတိကျော်ကိုပြင်ဆင်တယ်။အချိန်နှဲငယ်ကြတဲ့အခါအလွန်ကောင်းတဲ့နေ့လယ်စာမြန်မာဟင်းတစ်ခွက်ဖြစ်သွားခဲ့ပြီ ကျက်သားဟင်းရဲ့မွေရနေကြောင့် PTA နေရကလန့်နိုးလာတယ်။စကားပြောတဲ့အစားအစာတွေနဲ့အိမ်မက်ထဲမှာတွေ့နေကြတာကိုသူတို့အလုံးပေါင်းဆက်လိုက်တဲ့အခါအရသာအရှိဆုံးကျက်သားအလုံးဟင်းဖြစ်လာခဲ့ပြီလေ။မမေရေ PTA ပျော်သွားတဲ့ဟင်းနဲ့လေးကမှုေးလိုက်တာ။ကျက်သားအလုံးချက်ထားတယ်။ပဲတိကျော်လည်းရှိတယ်။ PTA ဘိုက်ဆလာပြီမမေရေ။ဟိုနေ့ကမှကျက်ကျော်စားထားတယ်ဆိုမမေဝယ်လာတာတွေမကြိုက်ဘူးဆို။မမေကျက်သားအလုံးဟင်းကအကောင်းဆုံးပဲ။ သူတို့ကတယောက်တစ်မျိုးကောင်းကြတယ်ပေါင်းဆက်လိုက်တော့မမီလက်ရကျက်သားအလိုဟင်ကပီတီအကြိုက်ဆုံးပဲပီတီနဲ့မမီတို့ပျော်ရွှင်စွာနေ့လည်စာစားကြတယ်ပီတီရေအကုန်မစားနဲ့တော့ဖိဖိပြတ်လာရင်စားကြမကြံမဲနေမယ်ထမင်းစားပြီးရင်အချိုပွဲအနေနဲ့ခြံထဲကတင်မောတိမဲ့ခုစားကြစို့မမီမတူတဲ့အရာသားတွေမတူတဲ့အစားအစာတွေပေါင်းစည်းလိုက်တဲ့အခါတိတ်ကောင်းတဲ့နေ့လည်စာလေးဖြစ်ခဲ့ပြီလေကလေးတို့ဖြေဆိုရမေကုန်များ မိမိချက်တဲ့ကြက်သားအလူဟင်ပွဲဘာလို့ကောင်းသွားတဲ့ထင်ပါသလဲတားတို့သမီးတို့အကြိုက်ဆုံးဟင်ပွဲလေးတစ်ခုအကြောင်းပြပြပါလားအယတာမတူတဲ့ပါဝင်ပစ္စည်းတွေပေါင်းပြီးအယတာရှိတဲ့ဟင်တစ်ခွက်ဖြစ်လာနိုင်သလားခလေးတို့ဘလို့ထင်ပါသလဲတငယ်ချင်းတွေစုပေါင်းပြီးဆောင်ရွက်ခဲ့ဘူးတဲ့အလုပ်တစ်ခုအကြောင်းမှတ်မိသလောက်ပြပြပါအောင် စုပေါင်းဆောင်ရွက်ပြီးလုပ်တဲ့အလုပ်တွေကပြင်းပြဖို့ပိုလွယ်သလား ပုံမြင်လေးကတော့ဒါပါပဲရှင်ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်